ချက်တော်ညီကိုမောင်တော်တို့ဒီကနေ့ဟာဆိုလို့ရှိရင်2025ခုနှစ်လေးလပိုင်းတရနေ့မနက်စောစောအချိန်ပဲဖြစ်ပါတယ်။ဂျေဇုတော်ကြောင့်လေးလပိုင်းကိုဝင်စားခွင့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့နဲ့အတူတူနေထွက်တာကိုကြည်ရပြီးတော့မှနေဝင်ချိန်မှာအတူမရှိတော့တဲ့လူတွေအများကြီးရှိပါတယ်။တို့မဟုတ်ကျွန်တော်တို့ ਨੇ အတူတူနေဝင်တာကိုကြည်ရပြီးတော့မှအတူတူအိတ်ဆက်ပြီးမ နိုးလာတဲ့ခါမှာမရှိတော့တဲ့သူတွေအများကြီးကျွန်တော်တို့ဒီကနေ့ခေတ်မှာတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီတလောမြန်မာပြည်မှာဖြစ်သွားတဲ့ငလင်တန်ဆိုလို့ရှိရင် လူပေါင်းထောင်ချီတည်ဆုံးသွားတယ်နော်လူပေါင်းထောင်ချီတည်ဆုံးသွားတယ်ဆိုတော့လူပေါင်းခမန်းချိန်ရလူပေါင်းတောင်းချီတိန်ချီတည်မယ်လို့ခံမှန်းရတယ်အခုထိကယ်ဆယ်ရေးသမားတွေကယ်ကယ်နေတော့ပဲကျွန်တော်တို့ယုံကြည်သူတွေလည်း အင်တိုင်းအားတိုင်းပါဝင်ကယ်ဆယ်နေတာတွေ့ရတယ်။ဘေးလူတဲ့သူဘေးလူကယ်ဆယ်တဲ့သူကယ်ဆယ်အင်တိုင်းအားတိုင်းကိုညီနေတဲ့ကာလဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့တမာချင်းစာအဖြစ်ပါကိုသွားဆင်ခြင်မိလဲဆိုတော့လူဘဝလူရဲ့အတ္တတချောင်းဟာအခိုးငွေပမာပါပဲ။ဟုတ်ပါတယ်။ကျွန်တော်ဆင်ခြင်မိတဲ့ကြင်ချက်တစ်ချက်ကိုခွန်အားပေးခြင်းနဲ့နော်။ ကျွန်တော်ကျင်းချက်တစ်ချက်ဖတ်ပြီးတော့မှတလလုံးအတွက်ကျွန်တော်တို့ဆုတောင်းပေးမယ်အထူးသဖြင့်ငလင်တန်ခံပြီးမှအာဒုက္ခရောက်နေတဲ့သူတွေအတွက်လည်းကျွန်တော်တို့ဆုတောင်းမယ်နော်အထူးသဖြင့်ကျွန်တော်ဖတ်ချင်တာကတော့ရှင်ယာကုတ်ရှင်ယာကုတ်ဩဝါဒစာခန်းကြီး၄အငယ်73ကနေ75အထိကိုကျွန်တော်ဖတ်ချင်ပါတယ်ဒီကျင်းချက်လေးကိုကျွန်တော်ဆင်ခြင်မိတယ်ဘာလို့လဲဆိုငလင်လှုပ်တဲ့အခါမှာကျွန်တော်ကရန်ကုန်မှာဆစ်ရှောင်နေတာကိုဒါကြောင့်ငလင်လှုပ်တဲ့အခါမှာကျွန်တော်ဒီဖက်မှာလည်းတော်တော်လေးတော့လှုပ်တယ် ဒီဘက်မှာတော့အသေးကြီးအပြက်စီးမရှိဘူးဆိုပေမဲ့ကြက်တော့နည်းနည်းခက်တာပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်တော်ဒီကြမ်းချက်ကိုစင်ချင်နှလုံးသွင်းမိတယ်အားလုံးကိုလည်းခွန်အားပေးချင်တယ်အဲ့ဒါကတော့ရှင်ရကုတ်ဝါရစာခန်းကြီး၄အငယ်73 74 75ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်ယနေ့နဲ့ဖြန်အီမီတော်မျိုးတို့တွားကြကုန်ဟန်ထိုမျိုး၌တနစ်ပတ်လုံးနေ၍ကုံတွေသည်ဖြစ် အမြဲရအောင်ပြူကြကုန်ဟန်ဟုဆိုတတ်တော်သူတို့ ။နားထောင်ကြလော။နတ်ဖြန်နေ၌အဘယ်တို့ဖြစ်မည်ကိုတင်တို့မသိကြ။တင်တို့အသက်သည်အဘယ်တို့တို့အရာဖြစ်သည်နိ။ခဏထင်ရှားပြီးမှ क्वे ပြောက်တတ်တော်အခိုးအငွေဖြစ်၏။ထာဝရဘုရားသည်အလိုတော်ရှိ၍ငါတို့ဒီလေအသက်ရှင်လင်ဤတို့ပြုကြကုန်အံထိုတို့ပြုကြကုန်အံဟုတင်တို့ဆိုတင့်ရာဖြစ်၏။တမန်ကျမ်းစာကကျွန်တော်တို့ဘယ်လိုတုံတင်နေရလဲဆိုတော့ကျွန်တော်တို့ရဲ့အသက်ဟာအခိုးငွေပမာဖြစ်တယ်တဲ့။ဟုတ်ပါတယ်။ ကျောင်းငလင်လှုပ်တဲ့အခါမှာငလင်လှုပ်ပြီးတဲ့အခါမှာစင်ချင်ကြည့်ပါတချို့သားငါကားငါအိမ်ငါယာနော်ငါရဲ့ပိုင်ဆိုင်တဲ့အရာတွေတည်ဒင်ကအသွင်းမှာကျွန်တော်ထင်တယ်9မိနစ်လောက်ပဲရှိမယ်နော်3မိနစ်9မိနစ်လောက်ပဲရှိမယ်အဲ့ဒီ3မိနစ9မိနစ်အသွင်းပါငါအိမ်ငါယာငါတိုက်ငါကားဆိုတဲ့ဟာတွေအကုန်လုံးပျက်စီးသွားကုန်တယ်နောက်ဆုံးကုန်ကုန်ပြောမယ်ငါပိုင်ပါတယ်ဆိုတော့ငါရဲ့အသက်တောင်မှတေကြီးပျက်စီးကုန်တယ် ဆိုတော့ဒါဒါဘာကိုခွန်အားယူရမလဲဘာကိုစင်ချင်မိရမလဲဆိုတော့ကျွန်တော်လူအသက်ဟာပျော့ပြောင်းလုံးတယ်လူအသက်ဟာခဏနဲ့ပျောက်ွယ်တတ်တယ်တည်ငါအသွင်းမှာပျောက်ွယ်တတ်တယ်ညီကိုမောင်တော်မာဒါကြောင့်အသက်ရှင်တုန်းမှာယေရှုကိုယုံကြည်ဖို့အမြန်လို့ပါသာရအသက်ကိုတည်ချစေပါပြီးရင်ရန်ညိုးပြေစေပါခြိနှောင်ထားသူကိုခွင့်လွတ်ပါသူတို့ဘာကိုကူညီပေးကမ်းပါ အမှုတော်မြတ်မှာအချိန်ရှိတုံးပါဝင်ပါ အမှုတော်မြတ်မာလေးအချိန်လူမှပါဝင်တင့်တယ်နော်ဘေးလူပါဝင်တင့်တယ်ငါအခုပဲတည်တော်ရင်ငါရှိတဲ့အရာတွေအကုန်ထားခဲ့ရမှာလေဟုတ်တယ်နော်ဒါတွေကိုဖះအမှုတော်မြတ်တွမှာဘေးလူဘေးလူခဲ့မဲ့ဆိုရင်ဘလောက်ထိကောင်းကျိုးရှိမလဲအဲ့လိုပြောလိုက်လို့အာကျွန်တော်တို့ငလင်လှုပ်တဲ့သူကိုတောင်းမကူညီနေတော့အမှုတော်မြတ်မာပဲဘေးလူလိုက်လို့မဆိုလိုဘူးကျွန်တော်တို့အမှုတော်မြတ်မာဘေးလူဖို့တွန့်တုံနေတဲ့သူကိုလည်းကျွန်တော်ခွန်အားပေးချင်တာစင်ချင်ဖို့ကျွန်တော်ကိုယ်တိုင်စင်ချင်မိတာ ငါဒီနေရာမှာပဲငလင်လှုပ်တဲ့ချင်းပြီတည်သွားရင်ပြီတည်သွားရင်ဆိုတဲ့အတီနဲ့အသက်ရှင်ကြည့်ပါ အကောင်းဆုံးအသက်ရှင်တက်လာလိမ့်မယ်အဲ့ချိန်မှာတင်မုံမုံချင်သေးလားလူတွေကိုမမုံချင်တော့ဘူးနည်းနည်းပါးပါးလေးနဲ့သူများကိုစိတ်တူချင်သေးလားစိတ်မတူချင်တော့ဘူးဘာလို့လဲဆိုတော့တည်မယ်ဆိုတဲ့အတီအမြဲတမ်းနှလုံးသွင်းကြည့်တဲ့အခါမှာတန်ဝေကဆိုတာရလာဖျားပေးတဲ့အလင်းတော်ရလာဆိုတော့အလင်းရကြပါစီ ဘယ်မှာလဲငါကားဘယ်မှာလဲငါတိုက်ဘယ်မှာလဲငါအိမ်ဘယ်မှာလဲငါရွှေချောင်းနေဘယ်မှာလဲငါဘန်မှာရှိတဲ့ပတ်စံနေဘယ်မှာလဲငါရဲ့အသက်ဝိညာဉ်ဘယ်မှာလဲငါရဲ့ပျော်ရွှင်တဲ့အရာတွေတဒင်ကအသွင်းမှာအကုန်ထားခဲ့ရမှာဒါကြောင့်လူအသက်ဟာတူတောင်းလုံးလာပါတယ်တူတောင်းတာတော့မဟုတ်ဘူးတဒင်ကအသွင်းမှာကွယ်ပြောက်တတ်တဲ့အခိုးငွေလိုပဲကျန်းစာမှာအဲ့လိုဖော်ပြတယ်မနေ့ပြန်ဟိုမှာသွားမယ်တပတ်ခါဟိုမှာသွားမယ်ကျွန်တော်တို့ကအဲ့လို ကြိုတင်ပြင်ဆင်တတ်တယ်ကြိုတင်ပြင်ဆင်တာမမောမားနေတာကကျွန်တော်တို့အသက်ဟာအချိန်မရွေးတည်သွားတတ်တယ်ကျွန်တော်အသက်ဟာအချိန်မရွေးကွယ်ပြောက်တတ်တယ်ငလင်လောက်တဲ့နေရာကိုပဲကြည့်လိုက်ဖုန်းကင်နေနဲ့တည်သွားတဲ့သူရှိကောင်းရှိမယ်ဩဒီလိုအိတ်နေနဲ့တည်သွားတဲ့သူရှိကောင်းရှိမယ်ဆိုအဲ့ဒီနေရာမှာတွားမှကူညီရမယ်ဖေးမရမယ်ဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်ဆင်ခြင်မိစေချင်တာကဖျားစကား တင်တမလွန်အတွက်အစင်တင်ဖြစ်ပြီလားအစင်တင်ဖြစ်ဖို့မျှော်လင့်ပါတယ်အစင်တင်မဖြစ်သင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပါရှင်ဖြစ်ယုံကြည်ပါလက်ခံပါယုံကြည်သူတွေကိုညီပါ ပေးကမ်းပါငလင်လှုပ်တဲ့နေရာမှာအင်တိုက်အားတိုက်ပါဝင်ပါ ကိုညီဖို့လိုတဲ့သူတွေကိုစူတောင်းပေးပါကိုတိုင်မရောက်နိုင်အလူငွေအားဖြင့်ပါဝင်ပါပြီးလို့ရှိရင်ကိုကိုယ်တိုင်လည်းဆင်ခြင်ပါငါတကယ်ပဲအခုတည်သွားရင်ဖရာသခင်ကိုဖရာသခင်စီကို ဖះကိုတွေးဖို့ ready ဖြစ်နေပြီလား ready ဖြစ်ပါစေဆိုတော့ဒီကျမ်းချက်လေးအပြစ်ခွန်အားပေးခြင်း ਨੇ ဆိုတော့ဒီတလလုံးအတွက်ကျွန်တော်ဆုတောင်းမယ်ရှေးလျှောက်တလလုံးမှာဘာကြုံလာမလဲကျွန်တော်တို့မသိဘူးဒါပေမဲ့ဖះသခင်လက်တော်ထဲမှာအနံ့တဲ့ခါမှာဖះအကောင်းဆုံးပြင်ဆင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့သူကဆုတောင်းရအောင်နော်ကောင်းကင်ဘုရားထာဝရမြတ်စွာဘုရားကျေးဇူးတော်ချီးမွမ်းနေယနေ့တိုင်အောင်အသက်ရှင်ခွင့်ပေးထားလို့ဟာလေလုယာ ဟုတ်ပါတယ်ကိုတော့အသက်ရှင်ခွင့်ရတာကဘုရားရဲ့ကျေးဇူးတော်ဖြစ်တယ်မြောင်များဆိုတာလူတွေဒီကနေ့အသက်ရှင်ခွင့်မရတော့ဘူးသူတို့အတွက်လည်းဆုတောင်းပေးတယ်ကိုတော့ကဲတင်ခြင်းမရသေးဘဲနဲ့ဆုံးသွားတဲ့သူကိုကြည်မှယုံကြည်သူတွေအတွက်အော်ကျွန်တော်တို့အေးဝင်ကလေးအတွက်ပါဝင်ရမှာဖြစ်ကြောင်းနားလည်စေပါကျွန်တော်ယုံကြည်သူတွေကိုလည်းကျွန်တော်တို့အသက်ဟာအခိုးငွေပမာပျောက်ွယ်လွယ်တယ်ဆိုတာကိုနားလည်သဘောပေါက်စေလေအသက်ရှင်တုံးမှာအကောင်းဆုံးအမှုတော်မြတ်မှာပါဝင်တတ်တော်သူများဖြစ်စေပါ ကိုရောဂျေဇုတော်အကြောင်း3လပိုင်းကိုအကောင်းဆုံးကြုံလွန်ခွင့်ရတယ်။၄လပိုင်းတရနေ့ကနေစပြီးမှတလတာလုံးကိုရောလက်တော်ထက်အနန္တနဲ့ဘာတွေဖြစ်လာမလဲကျွန်တော်တို့မသိဘူး။ဒါပေမဲ့ကိုရောလက်တော်ထက်အနန္တနဲ့ခေရင်ဆူယုတ်လာတဲ့ကာလမှာဘုရားသခင်ကွဲကဆောင်းမကောင်းချီးပေးပါအကောင်းဆုံးကိုရောပို့ဆောင်ပေးပါအခုနားထောင်နေတဲ့သူတွေကိုယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါရစေ။ ကွဲကဆောင်းမကောင်းကြီးပေးပါအန်ဒီယကင်းရှင်းပါစီကျမ်းမာပါစီခက်ခဲကြမ်းတမ်းတဲ့အထဲမှာရှိနေတဲ့သူတွေကိုဆူတောင်းပေးတဲ့အထူးတစ်ဖြင့်ငလင်လှုပ်ခဲတဲ့သူတွေလှုပ်ခံခဲရတဲ့သူတွေအသက်ရှင်နေကြံရင်းနေတဲ့သူတွေဒဏ်ရာဒဏ်ချက်နဲ့ဆေးရုံရောက်နေတဲ့သူတွေယေရှုနာမနဲ့ဆူတောင်းပေးတယ်အမြန်ဆုံးတက်တာပြောက်ကင်းပါစီကိုရောဖျားခုနားထောင်နေတဲ့သူတွေကိုလည်းကိုရောလက်တွေ့ကြကြပါဝင်နိုင်ဖို့ရန်ကူညီကူညီတက်တော်သူများဖြစ်စေပါဖျားပုံးတော်ထင်ရှားတော်သူများဖြစ်စေပါဆက်လက်ပြီးတော့မှဖြားနာနေတဲ့သူတွေကိုလည်းကိုရောကုသပေးပါအားနေနေတဲ့သူများကိုလည်းကိုရောခွန်အားပေးပါ ဆက်လက်ပြီးလေးလပိုင်းတလှလုံးကိုတော့လက်တော့ထဲအနံ့တယ်ကျွန်တော်တို့ရဲ့သွားချင်းလာချင်းပြောချင်းဆိုချင်းစဉ်းစားချင်းတွေးခေါ်ချင်းစုပ်ဖြန့်ချင်းတစ်ခုချင်းစီတိုင်းမှာဖရာသခင်အတူပါရှိလဲကွက်ကာဆောင်းမှာကောင်းချီးပေးပါဟာလေလုယာကိုတော်ဖရာဆက်လက်ပြီးတော့မှကျွန်တော်တို့လေးလပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေအတွက်လည်းဆုတောင်းကောင်းချီးပေးပါရယ်ခုနားထောင်နေတဲ့သူတွေထဲမှာလေးလပိုင်းမှာမွေးနေ့ရှင်များရှိပါကယေရှုနာမနဲ့ဆုတောင်းပေးပါရယ်မွေးနေ့မှာဆာ၍နေ့ရချီတိုင်အောင် ရှိတော့အတ္တတရားရှိပါစေ။မွေးနေမှာစာ၍တာ၍ကျမ်းမှာပါစေ၊တာ၍ချမ်းသာပါစေ၊တာ၍ဖျားစကားတီးလေအသက်ရှင်ဖျားစကားအတိုင်းအသက်ရှင်ပြီးဘုံတော်ထင်ရှားတော့တစားပလာဖြစ်ပါစေ။ဟာလေလုယာ။ယေရှုတော်ချီးမွမ်းနေ။ကိုရောဆက်လက်ပြီးမှကျွန်တော်နိုင်ငံတော်ကြီးအတွက်ဆုတောင်းပါရစေ။ကျွန်တော်မြန်မာနိုင်ငံကိုကိုရောကယ်တင်ပေးပါ၊ကောင်းချီးပေးပါ။ ကဲတင်ချင်းမရသေးတဲ့သူတွေကိုကဲတင်ချင်းပေးပါကိုရောခက်ခဲနေတဲ့သူများကိုရောကူညီပေးပါကျွန်တော်ကျမတို့အကောင်းဆုံးနိုင်ငံကောင်းလာတဲ့တနေ့ကိုကိုရောပို့ဆောင်ပေးပါဟာလေလုယာယေရှုတော်ချီးမွမ်းနေကိုရောအပြစ်များအလုံးကိုလည်းကိုစားဆုတောင်းဝန်ချပါတယ်ကိုရောမြန်မာနိုင်ငံမှာရှိနေတဲ့အပြစ်များအလုံးကိုကိုရောစေကြောပေးပါခွင့်လွတ်ပေးပါတနာပေးတော့တနာကိူနာတက်ရောက်ပေးတော်မူပါဖရာသခင် ဆက်လက်ပြီးတော့မှကိုတော့အခုတရားဒေသနာနားထောင်နေတဲ့သူတွေကိုလည်းတလှလုံးတရားဒေသနာဆက်လက်နားထောင်ခွင့်ကိုပေးပါအခု၃လပိုင်းမှာကျွန်တော်တို့တရားဒေသနာကိုအဝနားထောင်ခဲ့တယ်လို့၄လပိုင်းမှာလည်းတရားဒေသနာအဝနားထောင်ခွင့်ကိုပေးပါတရားဒေသနာနားထောင်ခွင့်ရသည်တာမကဒေသနာအတိုင်းအသက်ရှင်နိုင်တော်သူများဖြစ်စေပါယေရှုတော်ချီးမွမ်းနေကိုတော့ကျွန်တော်အသက်ရှင်နေတဲ့အခါမှာဘာကြောင့်အသက်ရှင်နေရတာလဲဆိုတော့လေဖရာသခင်ဒေသနာနားထောင်တဲ့သူတိုင်းကိုဖွင့်ပြပေးသနာတော်မူပါ တုံလောက်ပိုင်းမှာကျွန်တော်စီးပွားရေးလူမှုရေးအလို့အကန်မိသားစုအရေးအိမ်ထောင်ရေးတာသမီရေးပညာရေးအားလုံးအားလုံးကိုတော့လက်တော်ထဲအနံပါတယ်ကိုရောကွဲကာလက်ဆောင်မပေးပါ ကိုတော့၃လပိုင်းမှာကျွန်တော်တို့ပြင်မာခဲ့တဲ့အရာများကိုလည်းဝင်ချတောင်းပန်ပါတယ်။ပြောမဆိုမသွားမလာမလုံမကင်မ။အိုးတီလင်းနဲ့မှမတိပဲနဲ့မှအမားများအားလုံးကိုကိုတော့ခွင့်လို့စေကြောပေးပါ။အခုနားထောင်နေတဲ့သူတွေအားလုံးအတွက်လည်းကိုစားဝင်ချတောင်းပန်ပါတယ်။ကိုတော့ခွင့်လို့ပေးပါစေကြောပေးပါ။ဂျေဆုတော်ချီးမွမ်းနေခွင့်လို့စေကြောပေးတဲ့အတွက်ဆလဘီကျွန်တော်တို့ဒီအာလေးလပိုင်းတလှလုံးမှာအကောင်းဆုံးအပြစ်ကိုကျွန်တော်မလုပ်ပဲအကောင်းဆုံးကိုရောရဲ့ဘုံတော်မှာပါဝင်နိုင်ဖို့ရန် ဘုံတော်ထင်ရှားတော်တဇာပလာဖြစ်ခွင့်ပေးတော်မူပါကိုရောကျေးဇူးတော်ချီးမွမ်းနေကိုရောကျွန်တော်စုတောင်းတန်ဒီမပြေဆုံးပါတို့ပေမဲ့ကျွန်တော်စုမတောင်းခင်ဘုရားသခင်ဒီကျွန်တော်တို့ဘာကိုတောင်းမလဲတင်းနှင်ပြီးတော့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းနေအပြင်များကိုခွင့်လွှတ်လဲစုတောင်းတန်များကိုကိုရောဖြည့်ဆည်းပေးပါမိကြောင့်အလုံးစုံကို စုတောင်းအတနာခံတဲ့ခါမှာကေတင်ပိုင်ရှင်သခင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါသည်ဖာဖေယာအာမင်